ဒီနေ့ကတော့လာကြည်တာမို့ရင် လာကြည်သုံးဖို့မိုက်ကာဆိုတဲ့အကြောင်းလေးကိုတင်ပြပေးမှာဖြစ်ပါတယ်မြန်မာနိုင်ငံမှာတော့မိုက်ကာကိုလာကြည်လို့ခေါ်ကြတယ်သူတို့ကသူတို့ရုပ်ပိုင်းဆံရဓာတုဝေဒပိုင်းဆံရတွေမှာတူညီနေတဲ့တွန်းတဲ့အုပ်စုဂူမင်တွေတစ်ခုကို ပေးထားတဲ့နာမည်ဖြစ်ပါတယ်မိုက်ကာတွေအားလုံးဟာဆီလီကိတ်တွန်းထွက်တွေဖြစ်ကြပါတယ်မိုက်ကာအပူဒဏ်ခံနိုင်ပြီးတော့လျှက်စီး တက်စီစီမှုမရှိကြပါဘူးအချက်လိုက်လွှာလိုက်ဖြစ်ပေါ်လို့ရှိကြကြောင်းအချက်လာစီလီကိတ်ရှိစီလီကိတ်လူလူတီများပါတယ်မိုက်ကာရီယာပေါ်ပါပြီးတော့အချက်လွှာဖြစ်နေခြင်းအချက်လာတွေထပ်နေပြီးတော့ပျော့ပြောင်းတဲ့သဘာဝရှိပါတယ်မေကာကိုအိန္ဒိယနိုင်ငံမှာနှစ်ပေါင်း၄ခန်းကစီးဝါးတွေမှာထည့်သွင်းပြီးတော့အသုံးပြုကြတဲ့မှတ်တမ်းတွေရှိပါတယ်။မြန်မာလူမျိုးတို့ကသူတို့ဝတ်ပြုတဲ့ကြောင်းတွေမှာဆိုရင်နေအောင် ရောင်လက်တောက်ပစီကိုမိုက်ကာကိုတက်ဆင်သုံးပြီးတော့တွေ့ရပါတယ်။ဒီနေ့ခေတ်ဒီမှာတော့ထက်စစ်ပစ္စည်းတွေကနေပြီးတော့မိုက်ကာကိုအလှဆင်ပစ္စည်းတွေအထိအသုံးပြုလာကြပါတယ်။မိုက်ကာတုံးတက်တွေဟာအမျိုးအစားပြင်39မျိုးလောက်အထိရှိပါတယ်။ဒီထက်ရမှာအသုံးများဆုံးမိုက်ကာတွေဟာဒီလပီတိုလိုက်မိုက်လပီတိုလိုက်မိုက်ကာဒါဆိုရင်တော့လီသီယမ်မိုက်ကာလို့လည်းခေါ်ပါတယ်။ခဲရန်ရောင်အရောင်အခဲရောင်ရှိပါတယ်။ ဘိုင်ဟိုဒိုက်ဘိုင်ဟိုဒိုက်မိုက်ကာကတော့မင်းလီစီယာအိုင်ယွန်မိုက်ကာတစ်မျိုးဖြစ်ပါတယ်။အရောင်ကအနည်းအောင်ရှိပါတယ်။ဘလိုကိုဘိုက်မိုက်ကာကတော့မင်းလီစီယာမိုက်ကာဖြစ်ပါတယ်။အညူရောင်ပေးပါတယ်။မော်စကိုဘိုက်မိုက်ကာကတော့ပိုတက်ဆီယမ်မိုက်ကာအချူရောင်ပေးပါတယ်။ပါရာဂိုနိုက်ဆိုရယ်ဆူရီယန်မိုက်ကာလည်းရှိပါတယ်။မိုက်ကာအုပ်စုတွေကအယောင်ဖြုတ်မှအယောင်ရှင်းတည်ရှိကြပါ။အဲဒါကြောင့်အယောင်ဖြုတ်မော်စကိုဘိုက် အုပ်စုနဲ့အယောင်ရဲ့ဘိုင်ရက်အုပ်စုဆိုပြီးတော့နှစ်မျိုးခွဲထားနိုင်ပါတယ်အယောင်ဖြော့အုပ်စုတွေမှာဆိုရင်မော်စကိုဘိုင်ပါရာဂိုနိုက်လပီတိုလိုက်တွတ်တွေဖြစ်ကြပြီးတော့အယောင်ရဲ့အုပ်စုတွေမှာဆိုရင်ဘိုင်ရက်ဂလူကိုဘိုက်မိုက်ကာတွေပါဝင်လာမှာဖြစ်ပါတယ်မိုက်ကာမျိုးစားတွေကိုမျိုးစားတွေကိုလိုက်ပြီးတော့အဝါအစိမ်းအညူအနီမဲအောင်ဆိုပြီးတော့အယောင်မျိုးမျိုးရှိပါတယ်မိုက်ကာအုပ်စုတွေမှာဆိုရင် ဂရူကိုနိုင်မိုက်ကာဆိုရင်သမှုတရားကျမ်းမြင်မှာအနေကျအလွှာရည်နဲ့ဖွဲ့စည်းထားလိရှိပါတယ်ဒီထဲမှာမှာပိုင်ယိုရိုက်မိုက်ကာဆိုရင်မာဆင်ကနှစ်ကနေနှစ်တသမှ5အထိရှိပြီးတော့အနဲ့ရောင်ပေးပါတယ်နောက်မော်စကိုဝိုက်မိုက်ကာမာဆင်အားဆိုရင်နှစ်ကနေနှစ်တသမှ5အထိရှိပြီးတော့ဖြူအောင်ပေးပါတယ်မိုက်ကာတွန်းထွက်တရားဆိုရင် nice she's granite စတဲ့ကြောက်တွေမှာအဓိကတွေ့ရလိမ့်ရှိတယ်ကြောက်ပြူတွေနဲ့တူဖြစ်ပါတယ်သူမြောင်းကြောက်အနေကြကြောက်မိသိကြောက်ကြောက်စုရည်သုံးမျိုးစလုံးမှာတွေ့နိုင်တယ်ကြီးမားတဲ့ mica တွေအားဆိုရင် granite pegma type တွေထဲမှာတူဖို့ရရှိလိမ့်ရှိပါတယ် mica ရဲ့တံပိုးဟာသူ့ရဲ့တမူထူးခြားတဲ့ရုပ်ပိုင်းဆိုင်ရာကုန်သတ်တွေဒီပေါ်အခြေခံနေပါတယ်သူ့ရဲ့ဒီဆောင်မှုပုံတရဟာဆိုရင်တော့အလွှာချက်လေးရင်းနဲ့ဖွဲ့စည်းနေတာဖြစ်တာကြောင့် ဒီလောချက်လေးကိုအချက်လိုက်ခွဲထုတ်လို့ရပါတယ်ဒီအချက်လေးတွေအရဆိုရင်ဆွဲမဲ့ဓာတ်ရုပ်ပစ္စည်းဖြစ်ပါတယ်မိုက်ကာဟာလျက်စစ်လျက်ကာပစ္စည်းတမျိုးလေးဖြစ်ပါတယ်ဆန်းနိုင်ကျုံနိုင်တဲ့တတိကွေးနိုင်တဲ့တတိရေနဲ့ပေါင်းဆက်လို့ရတဲ့ကုန်တတိလျက်စစ်နဲ့အပူကားဝယ်ပေးနိုင်တဲ့တတိဒါတော့ insulation လေးရှိပါတယ်ရောင်ပြန်အားကောင်းခြင်းအပြားပြုလုပ်နိုင်ခြင်းအလင်းရိုင်ခြင်းနဲ့ ပြန်ကန်အားတွေရှိနေပါတယ်အကွာအဝေးတစ်ခုတင်မှာအလင်းဖောက်နိုင်အနည်းတတိရှိပါတယ်အပူချိန်မြင့်မားတော့လဲပြောင်းလဲမှုမရှိနိုင်ရင်ခိုင်မြဲနေတဲ့အတွဲလျှက်ကပစ္စည်းတွေမှာသုံးမိနိုင်ခြင်းတွေကြောင့်အခြားထုတ်ထုတ်ကုန်မျိုးတို့မှာလည်းသုံးမိနိုင်ပါတယ်မိုက်ကာကိုလာကြည့်ရတက်သောရအလွန်ရှုပ်ထွေးတယ်လို့ဆိုနိုင်ပါတယ်သူဖြစ်ပေါ်ရနေရာကိုလိုက်ပြီးတော့တစ်မျိုးနဲ့တစ်မျိုးကွဲပြားကြပါတယ်တနည်းအားဖြင့်မိုက်ကာအက်ကယ်ဘေ့စ် အိုက်ဒရိုဂျင်နဲ့ရုံးတော့နေတယ်အလူမီနီယံဆီလီကေ့တ်တွင်းထက်တိဖြစ်ပါတယ်တခါတည်းကတန်ခရိုမီယံမင်ဂနီးစ်ဘရီယန်တို့နဲ့မိုက်ကာတွေမှာရုံးတော့တွေ့ရတယ်ပါတယ်အချို့မိုက်ကာတွေကဖလိုရင်းမြဲပါတတ်ပါတယ်မိုက်ကာရဲ့အသုံးဝင်မှုတွေကတော့အပူခန္ဓာကြီးရှိကာဟီရစစ်ဆက်ရှိနေတာကြောင့်ဟီရစစ်စစ်ဆင်းနိုင်ခြင်းမရှိတာတွေဟာဆိုရင်အဓိကရေးပါတယ်ချင်းနေဖြစ်ပါတယ်ဒါကြောင့်ဒါပြင်အလေးချိန်ပေါ်ပါခြင်း ပြင်းပြောင်းလဲလွယ်ခြင်းအလိုက်တင်ပြောင်းလဲနိုင်တာရှိနေခြင်းတို့ကြောင့်စီးပွားရေးနယ်ပယ်လုပ်ငန်းနယ်ပယ်နဲ့ဆက်မှုထုတ်ကုန်လုပ်ငန်းများမှာနေရာစုံသုံးဝင်ပါရဲ့။စောက်လူရေးလုပ်ငန်းလောက်ကုန်ပစ္စည်းလုပ်ငန်းပလတ်စတစ်လုပ်ငန်းသုတ်ဆေးနဲ့လွှာဓာတ်ဆေးလုပ်ငန်းမော်တော်ယာဉ်သုတ်ဆေးနဲ့လောရစီပုတ္တရာခဏကြီးအကြီးတင်မှုကာဝယ်ခြင်းအယောင်မြင်မှုကာဝယ်ခြင်းတို့မှာထည့်သွင်းအသုံးပြုနိုင်ပါတယ်။ ရင်းနှီးတဲ့သဘာဝတမွေတွင်းတူးလုပ်ငန်းသုံးဖြည့်ဆက်ပစ္စည်းအနေနဲ့လည်းအသုံးပြုကြပါတယ်မော်တော်ယာဉ်ကားထုတ်လုပ်ရေးလုပ်ငန်းများနဲ့မော်တော်ကားတုပ်စီးနဲ့မော်တော်ကားသုံးပလတ်စတစ်ပစ္စည်းများပန်ပါများပရိရှူများစသည်တို့မှလည်းထည့်သွင်းသုံးမိနိုင်ပါတယ်အီလက်ထရောနစ်ကျစပစ္စည်းများရဲ့လက်ကပစ္စည်းကပစီတာများထရန်စဖော်မာများမှာအစအထည်သွင်းအသုံးပြုကြပါတယ်။စကွေးရစုနှစ်မတိုင်မီကကြီးကြီးမားကြီးလင်းတဲ့မိုက်ကခဲကြီးတွေရဖို့ခက်ခဲတာကြောင့် မိုက်ကာလိုမိုက်ကာလိုအချက်ကခီပီဝီကကဲရှိတယ်ရှိခဲ့ပါတယ်ဒါကြောင့်ဈေးလည်းမြင့်တက်ခဲ့ပါတယ်စကူရဇူနီနောက်ပိုင်းမှာတော့အာဖရိကနဲ့တိုက်နေတောင်အာဖရိကတိုက်မှာမိုက်ကာတိုက်ကြီးတွေထပ်မံတွေ့ရှိရတာကြောင့်ဈေးနှုန်းပြန်လည်ကျဆင်းလာခဲ့ပါတယ်လေးချိန်တန်320တော့ရှိတဲ့မိုက်ကာချက်ကြီးကိုကနေဒါအွန်တာရီယိုမှာရှိတဲ့လေစီတပ်ထုတွင် မတူပေါ်ရရှိခဲ့ဥပါတယ်လားတူရဲ့ဆလောက်ရှိတဲ့မိုက်ကပုံဆောင်ခဲ့တခုကိုလည်းရုရှားနိုင်ငံကာရီကလီယာမှာလည်းတူပေါ်ရရှိခဲ့ဥပါတယ်မနိုင်ငံမှာတော့မြစ်ဂျီနာမြောက်ဖက်ပူတာဝဒေတာနောက်မန္တလေးတိုင်းမိုးကုတ်ဒေတာတပိတ်ချင်းမြို့နယ်ရည်ညာဥဒေတာနီးနဲ့မူကောင်းနေရာစိတ်ဒေတာနှွေယုံနဲ့ကတာချောင်းကြီးဒေတာတို့မှာတွေ့ရှိခဲ့လို့မှတ်တမ်းများရှိကြပါ အိန္ဒိယနိုင်ငံကမိုက်ကာအများစုကိုဘင်္ဂလားနေနဲ့မတရက်နေဒီမှာ24ရတာကြီးတွေ့ရပါတယ်မိုက်ကာမျိုးစားတွေကတော့မော်စကိုဝိုက်မိုက်ကာတွေဖြစ်ပြီးတော့မိုက်ကာတွေကအလွန်ကောင်းတဲ့မျိုးစားတွေဖြစ်ပြီးတော့မှန်လောင်နေနေကြည်လင်နေတယ်လို့ဆိုပါတယ်ဘဝအကြီးဆုံးမိုက်ကာတတုတက်ကြီးကို2005ခုနှစ်ကအိန္ဒိယနိုင်ငံဂျာကန်ပြည်နယ်ဒရမ်မာခေမှာတွေ့ရှိကြောင်းပြီးချက်ဝင်ပြီးတိုင်းတားရေး အစည်းအဝေးသားမှာဖော်ပြခဲ့ဘူးပါယခုကတော့ကပားအတိုင်းတာအနေနဲ့မိုက်ကာထုတ်လို့မှုရဲ့သုံးပုံမှုတော်ဟာတရုတ်နိုင်ငံထုတ်လို့နေတာဖြစ်ပါတယ်။ကပားအများဆုံးထုတ်လို့တဲ့မိုက်ကာလက်ရှိမှာကပားအများဆုံးမိုက်ကာထုတ်လို့တဲ့နိုင်ငံကတော့ဘရာဇီးနိုင်ငံဖြစ်နေပါတယ်။သူတော်မှာတော့အမေရိကန်တောင်ကိုရီးယားကနေဒါဖင်လန်ပြင်သစ်တူရကီနိုင်ငံတို့ဖြစ်ကြပါတယ်။ ားလုံးအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ကြည့်ရှုသူအားလုံးရှင်းလန်းချမ်းမြေ့ကြပါစေခင်ဗျာ